်ဆောဘုရားကဟောတယ်ပတိရူပေဝသေးသေးသေးမင်းကြီးဘွားတွေ့တဲ့ချင်လို့ရှိရင်ကိုယ်နဲ့တင့်တော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့အရိယမိတ္တကရောတိယလူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါသူတို့စီကပညာတွေရဖို့ဉာဏ်ဉာဏ်တွေရဖို့ဆုံးမတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါတမ္မာပဏိတိတမ္ပနော ကိုကိုပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ်ပြီးပုံညကတော်နရောအတိတ်ဘဝလည်းကုသကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလက်ပတ်သွားပြီဆိုလို့ရှိရင်တဏံဒိညာယတောဂိတ်တိသူခင်စေတံဒေဝတတိအောင်မြင်ကြီးပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာမှာ အောင်မြင်ကြီးပွားမှုချမ်းသာဒုက္ခတွေအာလုံးသူ့စီကိုရောက်လာလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာเนาะအောင်မြင်ကြီးပွား14ပါးဆိုတာဒီလေးကိုဆုလို့တယ်ပေါ့အဲ့ဒါကိုယ်တဏ္ဍာမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးအပြင်အကြောင်းကတော့ရှားရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်ပေါ့အရေးကြီးဆုံးကတော့အတ္တတမပဋိဒိဟာအရေးကြီးဆုံးပဲကိုယ်ကို မြင့်တင်ပေးဖို့လိုအပ်တယ်။တတတာတရားမရှိသေးဘူးဆိုရင်တရားတရားရှိလောင်သီလမရှိသေးဘူးဆိုရင်သီလရှိရမယ်။စာကတုဒ္ဒမရှိသေးဘူးဆိုရင်တုဒ္ဒရှိအောင်ကြိုးစား။စာကမရှိသေးဘူးဆိုရင် စာကရှိအောင် ကြိုးစား။ပညာမရှိသေးဘူးဆိုရင်ပညာ။ဆိုလိုတာပညာလောကီနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာတွေမရရအောင်ကြိုးစားအထောက်အမယ်လုံလဝိရိယဆက်ရမယ်။ပညာတွေသင်ရမယ်။ စီပါဥစ္စာတိုးတက်ကြောင်းဖြစ်တဲ့ပညာတွေကိုသင်ကြားစီးပူးအထောက်တာအတ္တတမပဏိတိပဲဖြစ်တယ်ဗောအဲ့ဒီအတ္တတမပဏိတိဖြစ်မှ အောင်မြင်ကြည့်ပါလူလောကမှာ ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေဂုံတုပွဲတုတွေရလို့စီစဉ်ဥစ္စာတွေတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေဟာအတ္တတမပဏိတိလို့ဆိုတဲ့ဒီအချက်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့သူရဲ့အခြေခံကြတာတော့အတိတ်ဘဝတော့ကသူကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့အတွက်ကြောင့် လူစင်မီတဲ့ပုံကိုဖြစ်လာခဲ့တယ်ပေါ့အဲ့ဒါကတော့အရေးကြီးဆုံးသို့တော့လူစင်မီုံနဲ့ဖြစ်သလားဆိုမရှိဘူးမဖြစ်ဘူးအဓိကပါတော့အတ္တသမပဏိအေးတချို့ညာလဲကောင်းတယ်လူကလည်းပဲအကျမ်းပါတယ်ဒါပေမဲ့ပြင့်နေမကြိုးစားဘူးเนาะချိန်ကြလည်းဖေးဆိုင်ထိုင်နေချိန်ပြုံးနေစီးပွားရှာမှပြင်းနေအလောလောမှပြင်းနေဘဲတော့မှမကြည့်ပါဘူးလေ နော်ជីវွားတို့တဲ့မှုဆိုတာမရနိုင်အချိန်ရှိသည်မြတ်မျက်စိဖွင့်နားဆွင့်ပြီးတော့ပညာလဲရှားတဲ့အလုပ်လဲကြိုးစားတဲ့ဆွဲပုဂ္ဂိုလ်တွေဟာထိတ်တန်းကိုရောက်လာစာရီမြတ်မြတ်ဖတ်တယ်ပညာရီမြတ်မြတ်ရအောင်စီးပူအထုတ်တယ်ဆိုအဲ့ဓာတွေအလုံးဟာအတ္တသမပဏိတိတွေကြီးပဲဒီထဲမှာအတ္တသမပဏိတိရှိပြီဆိုရင်ကြံတဲ့အရာတွေကတည်ငြိမ်မှုရှိတယ်အတ္တသမပဏိတိကတော့အမြဲတမ်းလှုပ်ရှားနေရမယ့်အရာပဲဖြစ်တယ် သူလှုပ်ရှားမှကျန်တာတွေကအသက်ဝင်လောက်အတ္တသမပဏိတိမလှုပ်ရှားလို့ရှင်ဘလောက်ပဲတင့်တော်တဲ့နေရာနေနေငပြင်းဟာငပြင်းပဲနော်ဘယ်လိုပဲလူတော်လူကောင်းတဲ့ပေါင်းပြီးဘလောက်ပဲဆုံးမဆုံးမငပြင်းဟာငပြင်းပဲအတ္တသမပဏိတိမရှိရင်တော့ခြေပေါ်တုတ်တက်မှုမရှိနိုင်ဘူးသူဟာအချက်ပဲအခရာပဲမန္တိုင်ပဲလို့ဒီလိုပြောလို့ရတယ်နော်